မြန်မာတရုတ်နယ်ကြားနယ်နိမိတ်မှတ်တိုင်း53ညစောင်းနှစ်အနီးမှာရှိတဲ့မြမလေယာမြေတွေပေါ်မှာတရုတ်နိုင်ငံသားတွေတရားမဝင်ဝင်ရောက်လုပ်ကင်နေကြောင်းစစ်စစ်တွေ့ရှိပါကအရေးယူမယ်လို့ပြည်ရေးဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောပါရယ်ကချင်ပြည်နယ်မန်စီမြို့နယ်မန်ဝင်းကြီးဒေသမှာရှိတဲ့မြမတရုတ်နယ်ကြားနယ်နိမိတ်မှတ်တိုင်း53ညစောင်းနှစ်အနီးမှာရှိတဲ့မြမလေယာမြေတွေပေါ်မှာတရုတ်နိုင်ငံသားတွေတရားမဝင်ဝင်ရောက်လုပ်ကင်နေကြောင်းစစ်စစ်တွေ့ရှိပါက1948ခုနှစ်မြမနိုင်ငံလူဝင်မှုကြီးကြပ်ရေးလက်တလော ောပြထမ်းချက်များအဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ဆိုးကပြည်သူ့လွတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ15ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာမန်စီမဲဆန္ဒနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးချင်းဖေလင်းကမန်ဝင်းကြီးဒေတာမှရှိတဲ့မြန်မာတရုတ်နယ်ကြားဖြစ်တဲ့53မြင်းဆောင် နှစ်ကြောက်တိုင်အနီးတရုတ်နိုင်ငံဘက်ကလေသမားတွေဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နာကိုတားမြစ်ပေးဖို့အစီအစဉ်ရှိမရှိမေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီးပြည်ရေးဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့တာပါမန်စီမြို့နယ်မန်ဝင်းကြီးဒေတာပန်ခန်းကိတ်မြို့မှာ မြန်မာပြည်နေကြာနေမိတ်မှတ်တိုင်း53မြင်းဆောင်နှစ်ဤမှာမြန်မာပြည်ချမ်းမှာမြန်မာတရားဥပဒေမှာတရုတ်စစ်ပွဲလုံနိုင်ရှင်များမှာမြန်မာတော်သူများကိုတိုးတင်ငွေရင်းနှီးဆိုင်ထုတ်ပေးပြီးတည်နံပေါ်ချိန်မှာကာလပေါ်စင်းဖြစ်ငွေရင်းနှီးဆိုင်ထုတ်ပေးသူထံပြန်လည်ရောင်းချကာချေယူထားတဲ့ငွေကိုပြန်လည်ပေးဆက်တဲ့စနစ်နဲ့စိုက်ပျိုးနေခြင်းများရှိကြောင်းလည်းစူပါနေမိတ်မှတ်တိုင်း53မြင်းဆောင်နှစ်ဤမှာရှိတဲ့မြန်မာတရားမြင်ပေါ်မှာတရုတ်နိုင်ငံသမားဝေရောက်လုက္ကိုင်းဒီကြောင်စီစီပြရှိရပါတော့။အောင်ကူ29ခုနှစ်မနက်ရံလူမှုကြီးကြပ်ရေး या खाजे म्या एउले म्याने ကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့နယ်မန်ဝင်းကြီးဒေသပန်ခန်းကျေးရွာအုပ်စုမှာတရုတ်နိုင်ငံနဲ့နေနေမိချင်းထိစပ်နေတဲ့နေဆက်ဒေသဖြစ်ကြောင်းမြန်မာတရုတ်နေဆက်နေကြမည်ဟာပန်ခန်းကျေးရွာမှာရှိတဲ့နန်းဝံချောင်းအလဲမှာတရှိပြီးနေနေမိမှတ်တိုင်အမှန်53မြင်းဆောင်နှစ်မှာမြန်မာနိုင်ငံဘတ်ချမ်းမှာရှိတဲ့ပန်ခန်းအုပ်စုနောင်မွန်းကျေးရွာနဲ့တရုတ်နိုင်ငံဘတ်ချမ်းမှာရှိတဲ့ကောင်းခန်းကျေးရွာနဲ့လဲဝင်းကျေးရွာတို့ထိစပ်လျက်ရှိရလို့ဗိုလ်ချုပ်အောင်စိုးကပြောပါရယ်